ခုပြောမှာတော့ဂျပန်ပုံမြင်လေးတစ်ပုတ်ဖြစ်တယ်တခါတော့ကဂျပန်ကျေးရွာလေးတွေ့ရမှာအဖိုးကြီးနဲ့အဖွားကြီးပေါ့နော်လင်မယားနှစ်ယောက်ရှိတယ်ဒီနေ့ကျတော့အဖိုးကြီးကတော်တော်ထင်းခွေသွားတာပေါ့နော်ထင်းခွေသွားတဲ့အခါအဖွားကြီးကတေချာဖိုးကြီးစားဖို့အတွက်ထမင်းဘူးလေးကိုတေချာထုတ်ပို့ပြီးထည့်ပြလိုက်တယ်အဲ့ဒီအဖိုးကြီးကတရိတ်ဆန်လေးတို့သူကအလွန်ချစ်တတ်တယ်တရိတ်ဆန်လေးတို့လည်းအလွန်ကျင်တာအော်ဖိုးရထင်းခွေရင်းနဲ့သူထမင်းမှုလေးကိုချပြီးတော့ဗောနော်ထင်းခွေရင်းနဲ့ဖြစ်ချင်တော့ထမင်းမှုလေးကအဖုံးလေးပွင့်နေတာဗောနော်ထင်းခွေရင်းခွေရင်းနဲ့နေလေထမင်းစားကြနေလေကြည့်ရောသူထင်းထမင်းမှုကိုကြည့်လိုက်တဲ့ချိန်မှာထမင်းမှုထဲမှာထမင်းတစ်စီးမှမရှိတော့ ဟာဘာဖြစ်တာလဲဆိုကြည့်တော့အမေဘေးနားမှာစာကလေးဝတ်တုံလေးတကောင်စာကလေးကဝဝကိကိကလေးတကောင်သားအကုန်စားရတာအဖိုးကြီးကသူတော် तू ထမင်းမစားရတာတော့ तू ဘာမှမဖြစ်ဘူး तू တရိษံလေးကိုချစ်တဲ့တော့ဒီစာကလေးကို तू ချစ်သွားဟဲ့ကြည်စမ်းမအောင်စာကလေးလေးကဝဝကိကိချစ်စရာလေးဆိုပြီးတော့အဲ့စာကလေးကို तू သဘောကျပြီးတော့ညနေအိမ်ပြန်တဲ့အချိန်မှာစာကလေးကိုအိမ်ကိုခေါ်လာတာပေါ့နော် तू မွေးစားမှုခေါ်လာ तू အဲ့စာကလေးကိုဘယ်လောက်ချစ်လဲဆိုအိမ်ထဲမှာလောင်အိမ်ထဲတောင်မထားဘူးပေါ့နော်လွတ်လွတ်လပ်လပ်ပြန်တန်းခွင့်ပေးထားတယ် တနေ့ကျတော့အဲ့လိုပဲအဖိုးကြီးကတော်တော်ထင်းခွေသွားတဲ့အချိန်မှာအဖွားကြီးကကျတော့အဖိုးကြီးရဲ့အမျိုးသမီးပေါ့နော်အဖွားကြီးကကျတော့ "तू ကဒီတရိတ်ဆန်တွေကိုတိတ်မကျင်တာတဖူပေါ့အစာကလေးကိုသူအိမ်မှာထားတာတော့မှအဖွားကြီးကသူတို့ဝိမဲ့အဝတ်အစားတွေကိုရှော်ဖွတ်ပြီးတော့နော်လှမ်းထားတာပေါ့နော်ပြီးတော့အဲ့ဒီခစ်ကတော့ကျွန်တော်တို့ကကော်တင်တာပေါ့အဝတ်အစားတွေကိုတောက်နေအောင်ကော့နေအောင်ကျွန်တော်တို့ကကော်တင်ရတယ်ကော်တင်ဖို့တော့အဖွားကြီးကကော်ကြိုပြီးတော့ခွက်ကလေးကိုချထားတာအဖွားကြီး ိမ်အောက်ကိုခဏဆင်းသွားတဲ့အချိန်မှာစာကလေးကဟိုကောင်ကသိတယ်မတကောင်စားဖို့ပဲချောင်းနေတာတကောင်ဒါကြောင့်ဝါဝကိကိလေးဖြစ်ဆိုတော့အဲ့ဒီကော်လေးကိုသူကစာကလေးကစားကြည့်တယ်ဟာကောင်းလာပြီလားဆိုတော့ကော်စားရင်စားရင်စားနေကော်တက်တက်ခွက်လုံးအကုန်စားပလိုက်ကော်အဖွားကြီးကအိမ်ပေါ်လဲတက်လာဟဲ့ငါကော်တွေပဲရောက်သွားလဲဆိုဟိုကောင်စာကလေးစားသွားပြန်အဲ့ဒါနဲ့အဖိုးအတော်သားထွက်ပြီးတော့ဓာတ်သွားယူပြီးဘာလုပ်လဲဆိုဆာကလေးရဲ့ရှာကိုဖျက်ပလိုက်။ဟာဆာကလေးကနာတာပေါ့။နာပြီးတော့အော်ဟစ်ပြီးတော့တခါလေကြောက်ပြီးတော့စိတ်နာပြီးတော့တော်တော်ကိုပြန်ပြေးသွား။ ဖိုးကြီးပြန်ရောက်တဲ့အချိန်မှာသူ့စာကလေးကို तू မတွေ့တော့ဟဲ့အဖွားကြီးငါတို့စာကလေးဝဝကိကိကလေးဘဲရောက်တော့တာအဖွားကြီးကအကျိုးအကြောင်းပြောတယ်အဖိုးကြီးကဒေါသထောက်ဟဲ့နင်တိုက်ဆန်ဆိုတာဘဲသေးပါမလဲဟဲ့ तू စားရင်လည်းစားလိုက်ပါဘို့နင်တလောက်တောင်လို့ပါလားဆိုတော့အဖိုးကြီးကတခါတည်းဒေါသထွက်ပြီးတောထဲကိုသွားပြီးသူ့စာကလေးကိုရအောင်ရှာတော်ရဲမှာဘလို့မှရှာမရမုတ်ဆိုးတွေကိုလည်းမေးတယ်ထင်းခွေသွားတဲ့သူတွေကိုမေးတယ်အဲ့လိုစာကလေးဝါကိကလေးတွေ့လားမတွေ့ဘူးအဖိုးရဲ့ရအောင်ရှာရင်ရှာရင်ရှာရင်နဲ့တခါတည်းတောနယ်ကြီးတွေကိုရောက်သွားညမိုးချုပ်တဲ့အထိလမ်းလဲသွားမျက်စိလဲသွား ဒါပေမဲ့ညမိုးချုပ်လာအဖိုးကြီးကသူ့စာကလေးကိုရှာရင်းရှာရင်းရှာရင်းနဲ့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုတွေ့ညတကောင်လောက်ရောက်တဲ့အချိန်မှာတောထဲမှာတခါတည်းထိန်လင်းနေပြီးတော့တခါတည်းလင်းလက်နေတဲ့နေရာကိုတစ်ခုတွေ့သူသွားကြည့်လိုက်တဲ့အခါမှာလာလာဘယ်ကိုရောက်သွားလဲဆိုတော့စာကလေးနိုင်ငံကြီးတဲ့ရောက်သွားဟာအဲ့ဒီမှာစာကလေးတွေကျွန်တော်တို့အိမ်နေနဲ့ဒါလူတွေလိုပဲနေထိုင်ပြီးတော့ဟလာတီတီတီဆိုတီမုတ်ကခုံနေကြတာပေါ့နော်အဖိုးကြီးကသဘောကျသူ့စာကလေးဝါကီလီကိုလိုက်ရှာဟာတွေ့ပြီ စာကလေးကရွာထိပ်ကဆောက်ဟာအဘကျွန်တော်နောက်လိုက်လာတာလားအေးမင်းအိမ်ကမင်းဘလို့ထွက်စာကလေးကလူစကားပါပြောလာလာအဘအဘကျွန်တော်စီရောက်တော့အိတ်ခံမယ်ဆိုစာကလေးမိသားစုကသူ့ကိုနွနွတွေ့တွေ့ကြုံဆိုပြီးတော့စာကလေးကဘာလုပ်လဲတခါတည်းစာကောင်းတောက်ဖွယ်တွေနဲ့ကျွေးပြီးတော့မှတီးတခါတည်းစာကလေးတွေကကပြပြီးတော့ဖျော်ဖြေတာပေါ့နော်အဖိုးကြီးပြန်ငန်းကြီးလည်းရောက်တော့စာကလေးမိသားစုကတစ်တားလေးနှလုံးကိုကင်ပြီးထွက်လာတယ်တစ်တားလေးတစ်လုံးကတော့တော်တော်ကြီးတယ်နောက်တစ်တားလေးတစ်လုံးကတိတ်တိတ်လေးပေါ့ကဲကျွန်တော်ပြန်တော့မလိုက်တော့ဘူးအဘ เนาะအဘတို့ကျွန်တော်ကိုအိမ်မှာအခုလို့เนาะနွေနွေထွေးထွေးထားထားပြီးတော့ပဲဂျေဆုတင်ပါတယ်စာကလေးကအဲ့ဒီတော့အဘတို့ကိုစာကလေးမိသားစုကနေပြီးဂျေဆုတုံ့ပြန်တဲ့အနေနဲ့တစ်တာလေးနှလုံးလေးကတစ်လုံးရွေးပြီးတော့အဘလက်ဆောင်အနေနဲ့ယူသွားလို့ရပါတယ်အဲ့တော့ဘိုးကြီးကတစ်တာအကြီးနဲ့အသေးကိုကြီးလိုက်တဲ့အခါအဘိုးကြီးဘယ်တစ်တာကိုရွေးမယ်လို့ထင်တယ်လူချင်းမလို့စဉ်းစားကြည့်ပါဦးဟုတ်တာပေါ့အဖိုးကြီးကစဉ်းစားတယ်ငါကသူတို့ကိုဘာမှလည်းလုပ်ပေးကြရတာမဟုတ်ဘူးအိမ်မှာကျွေးတယ်ဆိုတာလေနော်ပိုရှန်နေတာလေးကျွေးရတာအခုငါ မိမသူ့ရှာဖြတ်လိုက်တဲ့တိုင်အောင်ဒီစာကလေးကတော်တော်သဘောကောက်တာပဲ။ဆိုတော့ငါရတင်ရထိုက်တယ်ငါဘာမှလည်းလုပ်ပေးခဲ့တာမဟုတ်ဘူးဆိုတော့တက်တာသေးသေးလေးတစ်လုံးပဲအသေးလေးတစ်လုံးပဲရွေးယူခဲ့။အဲ့နဲ့မနေ့အိမ်ပြန်ရောက်သွားတဲ့အချိန်မှာအဖွားရို့ဒီလိုပြောပြတော့အဖွားကြီးကဝမ်းသာအားရနဲ့အဲ့တက်တာလေးကိုဖြန့်ကြည့်လိုက်တဲ့အချိန်မှာအထဲမှာရွှေငွေကြောက်တံပရံများတွေအပြည့်ဟာအဖွားကြီးကအဲ့တော့လောဘတက်တော့အဖိုးကြီးရှင်တော်တော်ညံ့တဲ့သူပဲတက်တာအချင်းနဲ့အသေးကိုရှင်အချင်းယူခဲ့ရင်ဒီထက်ပိုရမှာရှင်တော်တော်ညံ့တာပဲ ော့အဖွားကြီးကဒေါသထွက်ပြီးတော့အဖိုးကြီးအဲ့လိုပြောပြီးဇာကျမကိုအဲ့ဒီစာကလေးနိုင်ငံဘယ်နှရှိလဲပြောကျမဒီညသွားမယ်အဖိုးကြီးကဘလို့မှပြောမရဘူးအဖွားကြီးကညကြတော့အဖိုးကြီးပြောတဲ့နေရာတွေကိုမှတ်ထားပြီးတော့မှညတကောင်ကြီးအဖိုးကြီးအိတ်နေတဲ့ချိန်မှာသွားတာသူလည်းပဲအဲ့ဒီနေရာကိုရောက်သွားတယ်အမြန်ပြောရမယ်ဆိုတော့စာကလေးနိုင်ငံမှာသူ့ကိုလည်းစာကလေးကကြိုးဆိုတော့အဖွားကြီးကလည်းအဲ့ဒီစာကလေးကိုချစ်ချစ်တဲ့ဟန်ဆောင်တာပေါ့တာတာကိုလွမ်းလို့အမေလိုက်လာတာအမလီသူပဲရှာဖြတ်ပြီးတော့နော်တော်တော်ပဲတတ်နိုင်အာတာကိုလွမ်းလို့အမေလိုက်လာတာတာတာ ဒီတောက်တောက်လေဒီမှာဟိုအမေအိမ်ကလည်းတာပြန်လိုက်လာပါလားမျိုးစုံပြောအဲ့လိုပြောတဲ့အခါကျတော့ဇာကလေးကကျွန်တော်ပြန်တော့မလိုက်တော့ဘူးအမေလာကျွန်တော်တို့မိသားစုနဲ့အမေကိုကြွေးမွေးမယ်လာမိလက်အခံမယ်ပေါ့နော်အခံမယ်ဆိုပြီးတော့သူ့မိသားစုစီကိုခေါ်လာခေါ်လာပြီးတော့အဖိုးကြီးလိုပဲသူကတခါတည်းဇာကလေးကသူ့အခံတာပေါ့နော်တိမုတ်ပြီးတော့အခံနေတခါတည်းတိတ်ချကြွေးမွေးပြီးတော့ပြန်ပြန်ကြီးလဲရောက်ရော့ ထုံးစံအတိုင်းပဲတစ်တာလေးနှလုံးကိုယူလာတစ်တာလေးနှလုံးယူလာပြီးတော့အကြီးလေးရဲ့အသေးလေးရဲ့ပေါ့ကဲအမေအမေအိမ်ပြန်တဲ့အချိန်မှာအမေကိုလက်ဆောင်ပေးလိုက်မယ်ကြိုက်တဲ့တလုံးယူပါအဖွားကြီးကလောဘတက်ပြီးထုံးစံအတိုင်းပဲဟာဟာဟိုတနေ့အတိုင်းပဲဒီဘက်မှာတော့ရွှေအပြစ်ပါမလို့တစ်တာအကြီးကိုမနိုင်မနှင်းနဲ့တဲလာအမေနိုင်ပါမလားရရဲတာရအောင်တဲမယ်မနိုင်မနှင်းနဲ့တော်ရဲကိုတင်းတင်းတင်းနဲ့အတက်ကကြီးတော့မနိုင်ဘူးပေါ့နော်အဲ့တော့လမ်းလေလောက်ရောက်တဲ့အခါမှာခဏနားပြီးတော့တစ်တာကိုချပြီးတော့ခဏနားတဲ့အချိန်မှာဘလို့မှလောဘကိုမထိန်းနိုင်တာလေတစ်တာကိုဖွင့်လိုက်တဲ့အချိန်လူသမီးတို့ တစ်တာတွေကနေဘာထွက်လာမယ်လို့ထင်မှန်တာပေါ့အဲ့ဒီအဲ့ဒီဘယ်ချိန်တွေကအဲ့ဒါဖြည့်ချင်နေလဲမသိဘူးဟုတ်လားမွေတွေထွက်လာနော်တော်တော်အကောင်းမြင်စိတ်ရှိတာဘယ်ချိန်တွေကမွေထွက်စေချင်နေလဲမသိမွေတွေထွက်လာတယ်မှန်တယ်အစိတ်ပြင်းတဲ့မွေတွေထွက်လာအဖာကြီးအဲ့ဒီကျမတချို့လေးလစ်ပြေတော့တာဒါကြောင့်ကညာဒီပုံမြင်လေးကနေကျွန်တော်တို့က lesson story နှစ်ခုပဲကျွန်တော်တို့ဘဝ management အတွက်သင်ယူရတယ်။ number 1အချက်ဒီအလွန်အရေးကြီးတယ်။အဲ့ဒါဘာလဲဆိုတော့ authenticity ဆိုရက်ကိုပိုင်ဖြစ်မှုဟာအလွန်ရေးကြည့်တယ်ဟန်ဆောင်လို့မရအဖိုးကြီးကတရိတ်ဆန်ကိုတကယ်ကျင်လာတာဖြစ်တယ်ဟန်ဆောင်ပြီးကျင်လာတာမဟုတ်ဘူးသူ့အကျိုးလိုလားပြီးဆောင်ရွက်တာမဟုတ်ဘူးတကယ်ကိုသူ့ရဲ့စေတနာမြင့်တာနဲ့ဆောင်ရွက်တာအဲစီးပွားရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလူမှုရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒီအချက်တွေအလွန်ရေးကြည့်တယ်ကျွန်တော်တို့က customer တွေရဲ့ယူဖို့ပဲစဉ်းစားနေတယ်ပေးပါစီးပွားရေးမှာပေးလေလေရလေလေပဲပြီးရင်ကိုပိုင်ဖြစ်မှုဟာအရေးကြီးတယ်ဟန်ဆောင်လို့မရဘူးအဖိုးကြီးကတရိတ်ဆန်ကိုတကယ်ချစ်တတ်တာမှမဟုတ်တာသူတီကိုပိုင်မဖြစ်ဘူးဟမ်မဆောင်တတ်ဘူး ဟန်စ်သူဒီဟမ်မဆောင်တပည့်နဲ့ဟန်ဆောင်ရင်ဟမ်မဆောင်တာထက်ပိုပြီးတော့ဆိုးပါတယ်ဒါကြောင့်ဘယ်တော့မှဟမ်မဆောင်ရင်အကောင်းဆုံးပဲဒါကြောင့်ကိုပိုင်ဖြစ်ပါအမြဲတမ်းကိုယ့်ရဲ့ကြီးစွာသောအရေးနည်းရာလူချင်းမင်းရဲ့စေရနာဖြစ်တယ်ဟာကျွန်တော်မှတိတ်တရာရှိရဘာလို့လဲဘာတပြားမှမရှိအောင်လူချင်းမင်း investment ဘာလို့လဲစေရနာကိုထည့်ပြီးတော့အလုပ်ကိုလုပ်ပါအလုပ်တစ်ခုလုပ်မယ်ဆိုရင်ကျွန်တော်တက်တာအောင်ဘယ်လိုလုပ်မလဲစဉ်းစားတာတည်းငါစေတနာထည့်ပြီးအကောင်းဆုံးဘယ်လိုလုပ်မလဲအဲ့ဒါဒီလူချင်းမင်းဘဝမှာကြီးစွာသောအရင်းအနှီးဖြစ်တယ် စေတနာထဲဖို့ဆိုတာလူချင်းမင်းမှာဘာမှပိုင်ဆိုင်မှုမလို့စိတ်ထားကောင်းကောင်းနဲ့လူတွေကိုကောင်းစေခြင်းနဲ့စိတ်ကိုထားဖို့ကအရေးကြီးတယ်ဒုတိယအချက်ကတော့ကိုနဲ့ထိုက်တန်တာကိုပဲလိုချင်ပါအဖိုးကြီးက तू နဲ့ထိုက်တန်တာကိုပဲလိုချင်တဲ့အတွက်လိုအပ်တာထက်ပိုရကိုနဲ့မထိုက်တန်တာကိုလိုချင်ရင်လောကမှာဒုက္ခရောက်တတ်တယ်အဲ့ဒါဝိသမလောဘလို့ခေါ်တယ်လူဆိုတာလောဘတော့ရှိတာပဲတသိမ်းမို့လိုချင်တာစီးပွားရေးမှာတသိမ်းမို့ကြိုးစားပါ အေးတသိန်းဖို့ပဲစူးစမ်းပြီးတော့တသိန်းတရာဖို့လောက်လိုချင်တော့အဲ့ဒါဝိသမလောဘပဲဒါကြောင့်ကိုနဲ့ထိုက်တန်တာဘယ်လိုချင်ပါကိုပိုင်စစ်စစ်မှန်မှန်နဲ့စေရနာကိုရင်းနှီးပြီးစူးစမ်းပါစီဝါရေးဆိုင်ရာအောင်မြင်မှုတွေကလူချင်းမျိုးကို စောင့်ကြိုနေပါတယ်။အဲတော့စီဝါရေးစီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်။စီဝါရေးစီမံခန့်ခွဲမှုသင်တန်း Certificate in General Business Management သင်တန်းကိုကျွန်တော်တို့အခုလာမယ်။ကျွန်တော်တို့ ဒီ online သင်တန်းကတော့6လပိုင်း10ရက်နေ့အင်္ဂါနေ့မှာစတင်မှာဖြစ်ပါတယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကမ္ဘာ data တိတိကတက်နိုင်တယ်နေ့စဉ် recorded video တွေကိုကျွန်တော် Facebook ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်ပြန်တင်ပေးမှာဖြစ်ပါတယ် live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom application ကနေကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတော့စိတ်ကြိုက်မိကုန်းနေမိနိုင်တယ်တခါတင်3နာရီလောက်ကြာတယ်အဲ့တော့တင်းနန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ရွက်ပြတာဖြစ်တယ် live မတက်ဖြစ်ရင်လည်းမပူနဲ့နောက်ရမှာ recorded video ကိုကျွန်တော် group တွေထဲမှာပြန်တင်ထားပေးမယ်တင်းနန်းကလာတက်လာပြီးတော့လို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးပါ အပြင်လူတွေ့တင်နှန်းကတော့ကျွန်တော်တို့ကအခုလာမဲ့6လပိုင်း14ရက်နေ့နဲ့15ရက်နေ့စနေတင်းတွေနေ့ရက်မှာမနက်စင်နာရက်နေ့ညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတဲ့ကျွန်တော်ရဲ့ Emerald တင်နှန်းကျောင်းမှာကျွန်တော်နဲ့နှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတော့တက်ရောက်အောင်မှာဖြစ်ပါတယ် တော့ online သင်တန်းမဲ့တက်ချင်တက်ချင်အပြင်သင်တန်းမဲ့တက်ချင်တက်ချင်လူကျွန်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရို comment မှာမရင်းနဲ့ message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်အခုအစည်းအဝေးကြည့်တဲ့သူတိုင်းကို20% discount ဆက်ပေးထားပါတယ်အဲ့တော့ဒီအစည်းအဝေးကြည့်တဲ့သူတွေအတွက်လည်းကျွန်တော်စာအုပ်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်ပါတယ်အဲ့ဒီ season မှာပါဝင်ခြင်းရင်အခုကျွန်တော် program လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝေရေးပေးထားပါအဲ့ဒီထက်ကငါ့ကိုရွေးချယ်ပြီးတော့ကျွန်တော်အမတ်တရလက်မှတ်နဲ့တူစာအုပ်လက်ဆောင်တယောက်ကိုတအုပ်နှုံးပေးပို့ပေးဦးမှာဖြစ်ပါတယ် အခုပဲမိမိတို့ရဲ့စီမံခန့်ခွဲမှုဆိုင်ရာအတိတ်တုတ္တကိုမြင့်တင်ပြီးတော့အောင်မြင်မှုစီကိုခြေတက်လိုက်ကြပါစို့ we must work together we must build our nation